အားလုံးပဲမင်္ဂလာပါ။ Rounderly Sharing Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ Russia Ukraine စစ်ပွဲကလက်တလော့မှာနေနေညင်သက်နေပါရစေ။အပြည့်အစုံအတွက်လုံနေကြတဲ့အတွက်အရင်ကလိုမျိုးတိုက်ပွဲကြီးတွေတိတ်မဖြစ်တော့ပါဘူး။ဒါပေမဲ့တိုက်ပွဲတွေကဆက်ပြီးတော့မှရှိနေတော့မှာ။အပြည့်ရက်တော့တဲ့သဘောတော့မရှိသေးပါဘူး။ Ukraine ဘက်ကပဲပြီးခဲ့တဲ့ဒီစင်းရက်နေ့ကအပြည့်ရက်အတွက်သဘောတူခဲ့ပါရစေ။ဒါကလည်း Russia နဲ့သဘောတူတာမဟုတ်ပဲ American နဲ့သဘောတူခဲ့တာပါ။ စစ်ပွဲကလက်ရှိပြည်နေရာမှာဖြစ်နေကြတယ်လို့ဆိုရင်တော့ယူကရိန်းနိုင်ငံအတွင်းကရုရှားသိမ်းပိုက်ထားတဲ့နေမြေတွေမှာတိုက်ပွဲတွေဆက်ရှိနေတာပါပြီးခဲ့တဲ့နှစ်ကတိုက်ပွဲတွေဖြစ်ခဲ့တဲ့ရုရှားနိုင်ငံကက်စတေတာမှာတော့တိုက်ပွဲတွေပါလာပါပြီအကြောင်းကတော့ယူကရိန်းတွေကဒီနေရာကနေဆုတ်ခွာခဲ့ရတဲ့အတွက်ကြောင့်ပါဒီနေ့ဗီဒီယိုမှာတော့ဒီကက်စတေတာကိုယူကရိန်းကလက်လွတ်လိုက်ရတဲ့အကြောင်းတွေကိုတင်ဆက်ပေးတော့မှာပါရုရှားတပ်တွေကကက်စဒေတာမှာရှိတဲ့ယူကရိန်းထိန်းချုပ်နေမြေတွေကိုပြန်သိမ်းနိုင်ခဲ့တဲ့အတွက်ကြောင့်ယူကရိန်းဘက်ကဆုတ်ခွာခဲ့ရတာပါ အပြည့်အရေးအောင်မြင်ဖို့အတွက်တသက်ဆုတ်ခွက်ခဲ့တာမဟုတ်ပါဘူးစစ်ရှုံးခဲ့တဲ့အတွက်ဆုတ်ခွက်ခဲ့ရတာပါမလာအစောပိုင်းမှာခရေကကက်စစ်မီပြင်မှာယူကရိန်းတပ်တွေကအခြေအနေမဟန်ခဲ့ပါဘူးစစ်မီပြင်ကအချောင်းကိုတော့ဗီဒီယိုနောက်ပိုင်းမှာတင်ဆက်ပေးတော့ပါမယ်ယူကရိန်းရဲ့2024ကက်စ်ထူဇစ်စားလိုက်တဲ့အချိန်မှာ Republican လွှတ်တော်အမတ်ဖြစ်တဲ့ Nancy Graham ကတတိရှိတဲ့တော်တဲ့ရွှေခွက်တွေလှားတယ်ဆိုပြီးတော့မှရှိကျူခဲ့ပါတယ်ကမ္ဘာတစ်ခုလုံးကလူတွေကလည်းအင်အားတင်ခဲ့ရပါတယ် ကြောင်းကတော့ရုရှားပိုင်တဲ့အထိကိုဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဘသူကမှဝင်မတိုက်နိုင်ခဲ့တဲ့အထက်ပါအမေရိကန်လိုနိုင်ငံကတော့မှရုရှားပိုင်တဲ့အထိကိုဝင်မတိုက်ခဲ့ပါဘူးယူကရိန်းကတော့ကက်စီမျက်နှာအစ်စ်ကို2014ဩဂုတ်လမှာဖွင့်လိုက်ပါတယ်အချိန်မြင်တဲ့ထိုးစစ်တောင်းဒီရက်ပိုက်လာပိုင်းအတွင်းမှာရုရှားနေပြည်တော်မှာ900လောက်ကိုယူကရိန်းကတိုက်နိုင်ခဲ့တာပါရုရှားလိုအင်အားကြီးနိုင်ငံရဲ့ပိုင်တဲ့ကိုတိုက်ပိုင်နိုင်တာကယူကရိန်းအတွက်အောင်မြင်မှုဆိုပေမဲ့လက်ရှိကိစ္စတွေနဲ့ကြည့်ရင်တော့တိုက်ခိုက်ရတာကတန်ရက်လားဆိုပြီးတော့မှတွေးကြည့်စရာပါ ကက်စတီဒါကနေမြေတချို့တင်ပိုက်ခံလိုက်ရတာကရုရှားအတွက်အဆက်ရစရာကိစ္စတစ်ခုလည်းဖြစ်ခဲ့တာပါယူကရိန်းတွက်တော့ဒါကညှိနှိုင်းမှုတွေအတွက်အသာစီးရစေနိုင်တဲ့ရှုပ်ကွက်ပါလက်ရှိမှာတော့ဒီရှုပ်ကွက်ကိုယူကရိန်းတွေလက်လွတ်ရကနေနေပါပြီကက်စတိုစစ်အကြောင်းကိုဒီစာပြီးဖြစ်စဉ်ကလေးကကျွန်တော်တင်ဆက်ပေးခဲ့ဦးပါတယ်2020လဩဂုတ်လ6ရက်နေ့ကစာလိုက်တဲ့ထိုးစစ်မှာယူကရိန်းတွေအတွက်အောင်ပွဲတွေရှိပါပဲ2025မဲလ6ရက်နေ့ဝင်ချိန်မှာတော့ရုရှားတွေကဒီဆွေဂျာမျိုးအနီးကိုရောက်လာခဲ့ပါတယ် ဒီမျိုးကိုယူကရိန်းတွေတိမ့်နိုင်ခဲ့တာက9လလောက်ရှိပါပြီ။ဒီအရှင်9လအတွင်းမှာရုရှားတွေရဲ့ထိုးစစ်ကိုလည်းမကြာခဏဆိုသလိုခံရပါတယ်။မြောက်ကိုရီးယားတပ်တွေရဲ့ထိုးစစ်ကလည်းပါလာပါသေးတယ်။ဒါပေမဲ့အထီးခိုက်တွေနဲ့ပဲတက်ပြန်ခောက်ခေးကြရပါတယ်။ဒီအခြားစစ်မြေပြင်တွေမှာညှိတဲ့နေခဲ့ရင်တော့မှဒီ cash data ကသိပြီးတော့မှမညှိတတ်ပါဘူး။ယူကရိန်းစစ်ပွဲကိုလေ့လာနေတဲ့ဒီ Robert Lee ကတော့ယူကရိန်းသိမ်းပိုက်ထားတဲ့နေရာက တော်တော်သေးတယ်။ဒီရုရှားကလည်းဒါတွေကိုနေနေချင်းစီဖေးယူနေတယ်ဆိုပြီးတော့မှပြောခဲ့ပြုပါတယ်။ ီလိုနေနေချင်းဖေးယူနေတာက2025 match လာမှာတော့အောင်မြင်တော့ပါတယ်။ယူကရိန်းတပ်တွေစုခွာရတဲ့အထိကိုဖြစ်လာတာပါ။ယူကရိန်းတပ်တွေကဒီ cash data ကနေရိုးရိုးစုခွာခဲ့ရတာတော့မဟုတ်ပါဘူး။အထူးခိုက်အကြဆုံးတွေနဲ့ရောလက်နက်ဆုံးရှုံးမှုတွေနဲ့ပါစုခွာရတာပါ။အလွေပြောရရင်တော့ဝရုံသုံးကားနဲ့ကိုပြစ်ခဲ့ရတာပါ။တပ်ဖွဲ့ဝင်အများစုကတော့အသက်ပေးကနေလွတ်ကြပါတယ်။လက်ရှိမှာဒီတပ်တွေကယူကရိန်းနေဆန်နာက cash data တွေမှာပဲရှိနေကြတော့ပါ။အစိုးရလည်းဒီရုရှားတွေကမြောက်ကိုရီးယားတက်တွေနဲ့ဒီဆူမီဒေတာတွေကိုကျွတ်ကျော်လာမယ်လို့ယူဆထားပါတယ် ဒီဒေသကယူကရိန်းနိုင်ငံထဲမှာရှိတာပါမြောက်ကိုရီးယားတက်တွေနဲ့ယူကရိန်းပိုင်တဲ့ထဲကိုဝင်လာမယ်ဆိုတာကဖြစ်လာစရာမရှိသေးပါဘူးဒီအကြောင်းကိုကျွန်တော်ပြောချင်တာတော့မဟုတ်ပါဘူးဒီယူကရိန်းရဲ့ရှုံးခဲ့တဲ့အကြောင်းကိုဒီဗီဒီယိုမှာပြောမှာပါကက်ဒေတာဆိုတာကယူကရိန်းမှာရှိတဲ့အခြားစစ်မြေပြင်တွေနဲ့မတူတဲ့နေရာပါအကန့်အသတ်တွေအပြင်ဒီမြေပြင်ကရင်ဆိုင်ရတဲ့ရန်သူပုံစံလည်းမတူပါဘူးယူကရိန်းနိုင်ငံတွေကစစ်မြေပြင်တွေမှာဆိုရင်ရုရှားတက်တွေဝဂနာတက်တွေနဲ့ပဲရင်ဆိုင်ရတာပါကက်မှာတော့ဒီမြောက်ကိုရီးယားနဲ့ပါယူကရိန်းအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ် အခက်အခဲနဲ့ဆင်ခုံမှုတွေရှိပေမဲ့ယူကရိန်းကဒီနေရာကိုကောင်းကောင်းထိန်းထားနိုင်ခဲ့ပါတယ်။ကက်စတိုဇစ်ကအောင်မြင်တဲ့ထိုးစစ်လို့ပြောနိုင်ပေမဲ့မျှော်မင်းထားသလိုတော့မဖြစ်ခဲ့ပါဘူး။အစပိုင်းမှာဒီယူကရိန်းမျှော်မင်းခဲ့တာကဒီထိုးစစ်ကြောင့်ဒွန်းနက်စ်ဒေသကရုရှားတပ်တွေနေရာပြောင်းလာမယ်ဆိုပြီးတော့ပါ။ဒွန်းနက်စ်ဘက်ကနေဒီတက်တရှုကိုထုတ်ပေးခဲ့ပေမဲ့အများစုကတော့ဒီအရင်တက်တွေနဲ့တက်ဖွဲ့ဝင်အဖြစ်တွေပါ။ယူကရိန်းနိုင်ငံတွေကတက်တွေကိုမထုတ်နှုတ်ဆင်တာကြောင့်လဲမြောက်ကိုရီးယားကိုအကူအညီတောင်းခဲ့ပါတယ်။ ဒါကြောင့်ယူကရိန်းမျှော်မှန်းထားတဲ့အောင်မြင်မှုမျိုးတော့ဖြစ်မတော့ခဲ့ပါဘူးဒီလိုမဖြစ်ခဲ့ပေမဲ့ဒီယူကရိန်းကခေါင်းမာမာနဲ့ပဲဒီနေရာကိုဆက်ထိရှုပ်ခဲ့ပါတယ်ညှိနှိုင်းမှုဖြစ်လာခဲ့ရင်ရုရှားကိုအနိုင်ယူလို့ရနိုင်တဲ့နေရာဖြစ်တဲ့အတွက်ဆက်နေခဲ့တာပါယူကရိန်းစီးကျွင်းကျင်သူတွေကတော့ကက်စ်ဒေတာကနေမြေတွေကိုထိရှုပ်ထားတာကစင်ခေါ်မှုများတယ်လို့မြင်ကြပါတယ်နောက်ပြီးတော့မှယူကရိန်းရဲ့မျှော်လင့်ချက်အတိုင်းမဖြစ်ခဲ့တဲ့အပြင်ရေရှည်ထိရှုပ်နိုင်ဖို့ကိုလည်းမလုပ်နိုင်ရပါဘူးရေရှည်ထိန်းချုပ်ဖို့အတွက်ယူကရိန်းကတင်ပိုက်ထားတဲ့နေရာတွေကိုမရှင်းထွက်နိုင်တဲ့အပြင် ကာကွယ်မှုကိုလည်းမလုပ်နိုင်ကြတာပါရုရှားစစ်ကူတွေရောက်လာချိန်မှာ gas to zik ကနေခံစစ်ကိုပြောင်းခွဲရတယ်ဆိုပြီးတော့မှဖင်လန်အရှေ့ဆိုင်စီးရီလေးလာတုံ့သက်တဲ့ဒီ black back group ကပြောထားပါတယ်ယူကရိန်းတပ်တွေကမလာဆန်ပိုင်းမှာမှအရှေ့နေမကောင်းတာဆိုပေမဲ့တကယ်တည်းမှာတော့အဒီမတိုင်ခင်ကလေးကဖြစ်နေကြတာပါ2014ဒီဇင်ဘာလတည်းမှာဆိုရင် gas data တွေကယူကရိန်းတပ်တွေကိုထောက်ပံ့ပေးမဲ့ရင်တဲ့ကိုရုရှားတွေကကြဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်ဒါက gas data ကိုယူကရိန်းထိန်းချုပ်နေတဲ့အတွင်းမှာဖြစ်ခဲ့တဲ့ပထမဆုံးကြဖြတ်တိုက်ခိုက်ခံရမှုပါ မြောက်ကိုရီးယားတက်တွေရောက်လာကလေးကစစ်ရေးအလေးပြောင်းလဲဖြစ်စေခဲ့ပါတယ်။မြောက်ကိုရီးယားတက်တွေကစစ်ပွဲအတွင်းမှာအထူးခိုက်တွေရှိခဲ့ပေမဲ့သူတို့ရဲ့ပါဝင်မှုကအကျိုးရှိခဲ့တယ်လို့ကျွန်တော်တို့ပြောရမှာပါ။စစ်ပွဲအတွင်းကရန်သူကိုအထင်သေးလို့မရကြောင်းဒီနေရာမှာကျွန်တော်တို့တွေ့နိုင်ပါတယ်။ Electronic warfare တွေနဲ့တိုက်ခိုက်ကြတဲ့စစ်ပွဲမှာ drone တွေကအရေးပါပါတယ်။ drone တွေကအရေးပါကြတယ်လို့ဒီ drone တွေကိုဖျက်မဲ့ပစ္စည်းတွေကလည်းအရေးပါကြပါတယ်။ drone အများစုကအကျိုးမင်းစနစ်နဲ့ပြန်တန်းကြပါတယ်။ cache data မှာတော့ဒီလိုမဟုတ်ပါဘူး။ဒီနောက်ပိုင်းကာလတွေမှာ ရုရှားက drone တွေကိုကျိုးနေမဲ့ထိန်းချုပ်လာပါတယ်။ကျိုးနေထိန်းချုပ်ရတဲ့ drone တွေကယူကရိန်းဂျန်မာတွေရဲ့ရင်ကိုကြောက်စရာမလိုတော့ပါဘူး။ဒါပေမဲ့ကျိုးမေး drone တွေလို့တော့ခဲဝေးဝေးကနေထိန်းချုပ်လို့မရတော့ပါဘူး။အောင်မြင်မှုတော့ရခဲ့ပါတယ်။ဒီတော့ရုရှားအောင်မြင်ခဲ့ရတာကယူကရိန်းရဲ့အမှားအယွင်းမြောက်ကိုရီးယားတပ်တွေနဲ့ကျိုးတက် drone တွေကြောင့်လို့ရေပူရပြောလို့ရပါတယ်။မလာတရနေ့မှာတော့ရုရှားတပ်တွေကယူကရိန်းထိန်းချုပ်နေမြေရဲ့ဘေဖက်အချက်ကိုစတိုက်ပါတယ်။နက်ဂေါမြေရဲ့ဒီမြောက်ပိုင်းဒေသကိုထိန်းချုပ်နိုင်အောင်အတွက်ပါ။နှစ်ရက်နေ့မှာတော့ ပပရကီဆိုတဲ့ယောအထိမှာတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီယောကဆိုဂျာမျိုးရဲ့ဒီအထက်ပိုင်းမှာရှိတာပါရုရှားတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းကအဲ့ဒီယောကိုလက်လွတ်လိုက်ရပါတယ်ဆိုဂျာမျိုးရဲ့အောက်ပိုင်းမှာလည်းရုရှားတွေကနှစ်ရက်နေမှာစတိုက်နေပါပြီဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးသုံးရက်နေမှာတော့ဆွေဂျာမျိုးဘေဖက်အစံငါတက်တွေနဲ့ပပရကီကတက်တွေကဒီဆွေဂျာမျိုးစီကိုဥတီပြီးတော့မှထိုးစေလောက်လာပါတယ်ဒါကြောင့်ယူကရိန်းတက်တွေကမာလာယာလူညရောမှာစုဖွဲ့ခဲ့ရပါတယ်ဒီရောကဆွေဂျာမျိုးရဲ့မြောက်ပိုင်းမှာရှိတာပါ လေးရက်နေ့မှာတော့ဒီရုရှားရဲ့အမှတ်164ကျောင်းရှိတက်ကမာလာညာလူးညာရောထိုးစစ်မှာပါဝင်လာပါတယ်။၅ရက်နေ့မှာတော့နေကောမြစ်ဒီမြောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ရုရှားတပ်တွေကမြစ်တစ်ဖက်ကန်ကိုထိုးစစ်လုပ်လာပါတယ်။မြစ်ဆိုပေမဲ့ဒီအရင်တော့မကြေပါဘူး။ခြောက်တစ်ခုစာလောက်ပဲအခြေရှိပါတယ်။အဲ့ဒီနေ့မှာပဲရုရှားရဲ့အမှတ်160ခွန် Marine အဆောင်တက်ကဆိုဂျာမျိုးရဲ့တောင်ဘက်ကိုထိုးစစ်လုပ်လာပါတယ်။ရုရှားတပ်တွေရဲ့ရည်ရွယ်ချက်ကတော့ဆိုဂျာမျိုးကိုဝိုင်းထားပြီးတော့မှသိမ့်ပိုက်ဖို့အတွက်ပါ။၆ရက်နေ့မှာတော့ရုရှားရဲ့အမှတ်160ခွန်တက်ကပဲ ီဆွေကြမျိုးရက်တောင်ဘက်မှာရှိတဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်နိုင်ခဲ့ပါတယ်။ဒီလမ်းကြောင်းကဒီယူကရိန်းတပ်တွေဆုတ်ခွာရင်သုံးနိုင်တဲ့ဒုတိယမြောက်လမ်းကြောင်းပါ။အဲ့ဒီတပ်တွေကဒီနီဂေါ့မြစ်ကိုဖျက်လာမဲ့တပ်တွေနဲ့ဆုံကြရမှာပါ။သူတို့ရဲ့နောက်ထပ်ပြစ်မှတ်ကဆွေကြနဲ့ဒီယူကရိန်းကိုဆက်သွေထားတဲ့လမ်းမကြီးပါ။ဒီလမ်းမကဆွေကြမျိုးမကြရေးအတွက်အရေးပါတဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ဆုတ်ခွာဖို့အတွက်လည်းအဓိကသုံးမဲ့လမ်းပါ။ခုနှစ်ရက်ဒီမှာတော့မာလာယာလူကညာရောကိုတိမ့်ပိုက်ဖို့လာတဲ့ရုရှားစစ်ကြောင်းနဲ့ယူကရိန်းတွေရဲ့တိုက်ပွဲကပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲပြင်းထန်ပေမဲ့ ရုရှားတပ်တွေကရော်ကိုမရခဲ့ပါဘူး။ရှင်းရနှစ်မှာတော့ရုရှားဘက်က operation pipeline ကိုလှုပ်လာပါတယ်။ဒီစစ်စင်ရေးရဲ့ကြီးရွယ်ချက်ကဒီ pipeline တွေကနေဆွဲကြမျိုးနဲ့အနီကိုတောင်းနိုင်ဖို့အတွက်ပါ။ pipeline ကိုတော့ဒီလှန်ခေါင်းပုံစံသုံးပြီးတော့မှတောကြတာပါ။ဒီ pipeline နဲ့ဒီရုရှားကဥရောပစီကိုတန်ငွေတွေပို့ပါတယ်။2015ကဇန်နဝါရီလမှာကတည်းက pipeline ကိုပိတ်ထားလိုက်ပါပြီ။ဒါကြောင့်ရုရှားတပ်တွေကဒီ pipeline ကိုတုံးခဲ့တာပါ။ရှင်းရနေညပိုင်းမှာတော့ရုရှားတပ်တွေက pipeline တွေကနေထွက်လာပါတယ်။သူတို့ရောက်နေတဲ့နေရာကဒီ Ukraine ထိန်းချုပ်ထားတဲ့ ဆွေကြမျိုးရဲ့အပြင်မှာပါယူကရိန်းနေမြေတွေကိုရုရှားတပ်တွေရောက်သွားတဲ့အပြင်မြောက်ပိုင်းတောင်ပိုင်းနဲ့ဒီအနောက်ပိုင်းတွေမှာပါရုရှားတပ်တွေကဝိုက်ထားလိုက်ပါပြီယူကရိန်းတပ်တွေအတွက်ဆုတ်ခွာဖို့အတွက်နေရာကဆူမီနဲ့ဆက်တွေ့ထားတဲ့လမ်းမပဲကြံပါတော့တယ်စစ်တီးယားနေမှာတော့မာလာယာလူကညာကနေယူကရိန်းတပ်တွေဆုတ်ခွာတော့ပါပြီစင်းနီးယားနဲ့အစ်စ်သုံးရက်တွေမှာတော့ဆွေကြမျိုးကနေပါယူကရိန်းတပ်တွေဆုတ်ခွာရပါတယ်ယူကရိန်းတပ်တွေဒီဆွေကြကနေဆုတ်ခွာနေချိန်မှာပဲပူတင်က cache data ကိုရောက်လာပါတယ် ဆေးသုံးရက်နေ့နောက်ပိုင်းမှာတော့ယူကရိန်းတပ်တွေရဲ့ gas data ကစီးရဲအစီအနီကဆုတ်ခွာရတာတွေရှိပါပဲ။ဆွေကြမျိုးကိုလက်လွှဲလိုက်ရတာကယူကရိန်းသိမ်းပိုက်ထားတဲ့ gas data နေမြေတွေကိုလက်လွှဲလိုက်ရတာပါပဲ။ဆွေကြကနေဆုတ်ခွာတဲ့လမ်းတစ်ချောင်းမှာလည်းရုရှားရဲ့ဂျာဖြတ်တိုက်ခိုက်တာတွေကိုခံခဲ့ရပါတယ်။ဒါတွေကတော့ဖြစ်တော်ခဲ့တဲ့အစီအပြေအစီအနီကိုအတူရှုံရှင်းပြထားတာပါ။ဆောင်ရနေ့ကဖြစ်ခဲ့တဲ့ဒီဒုတိယမြောက်ဆုတ်ခေါ်ရလမ်းကြောင်းတိတ်ပိုက်ခံရတဲ့အဖြစ်အပျက်ကအရှင်တွေကိုတော်တော်လေးပြောင်းလဲသွားစေခဲ့တာပါ။ပိုင်လိုင်းစစ်စင်ရေးထက်ကိုအရေးပါပါတယ်။ BBC နဲ့ Ukraine တပ်သားတွေရဲ့အင်တာဗျူးမှာဆိုရင်လည်းစုခော့ခေရပုံကိုသူတို့တွေပြန်ပြီးတော့မှပြောပြခဲ့ပါတယ်။သူတို့တွေရဲ့စုခော့ခေရမှုကကြောင်းလန့်စရာအကောင်းတယ်ဆိုပြီးတော့မှပြောခဲ့ကြတာပါ။စုခော့ခေမှုမှာတပ်သားတွေတည်ဆုံးတာတွေရှိခဲ့ပေမဲ့အရင်အတွက်သိပ်မများခဲ့ပါဘူး။အရင်ကတည်းကဒီတပ်သားမှာတပ်သားတွေများများဆဆမရှိထားတဲ့အတွက်ကြောင့်ပါ။ Ukraine ဘက်ကအများဆုံးဆုံးရှုံးလိုက်ရတာကလက်နက်ခေရတွေပါ။ Gas တပ်သားကိုလက်လွှဲလိုက်ရတာကအပြည့်အဝရင်းနဲ့ညီချင်းရင်းဆွေးနွေးပွဲတွေအတွက်ထိခိုက်လာနိုင်ပါတယ်။ အဓိကတိုက်ခိုက်လာမှာကယူကရိန်းကိုပါဒီတော့ဘလို့အရာတွေကကက်စစ်ပွဲမှာယူကရိန်းကိုရှုံတော့စေခဲ့တာလဲဆိုတာကိုတခြားကျွန်တော်တို့ကြည့်ကြရအောင်ပါ2020 August လမှာစာခဲ့တဲ့ကက်စ်ဒေတာစစ်ပွဲကြောင့်ယူကရိန်းကစစ်သားထောင်ထဲရှိတည်ဆုံးခဲ့ရပါတယ်ကက်စ်ဒေတာစစ်ပွဲဖြစ်နေချိန်မှာယူကရိန်းကလူအင်အားပြက်တနာနဲ့ရင်ဆိုင်နေရတာပါမျောလင်းထားတဲ့အတိုင်းမဖြစ်ခဲ့ပေမဲ့ယူကရိန်းကောင်းဆောင်တွေကတော့ကက်စ်ဒေတာကိုနှိမ့်နိုင်ရေးအတွက်အသုံးချနိုင်တယ်ဆိုပြီးတော့မှတွေးခဲ့တဲ့အတွက်ဆက်ပြီးထိန်းချုပ်နိုင်ဖို့လုပ်ခဲ့ပါတယ် cash data စစ်ပွဲဆိုတာကဒီအနောက်နိုင်ငံတွေစီကနေလက်နက်ဆဲရဖို့နဲ့ရုရှားကိုအရှဲရစေဖို့အတွက်အထောက်ပံ့ကောင်းပါစစ်ပွဲအစပိုင်းမှာယူကရိန်းဘက်ကအနိုင်ရခဲ့တာကိုငြင်းလို့မရပါဘူးဒါပေမဲ့ cash to စစ်ကိုတချို့ကလည်းလက်မခံချင်ကြပါဘူး Donetsk data ကနေတက်တွေကိုထိုးသုံးခဲ့ရတဲ့အတွက်လက်မခံချင်ကြတာပါဒါပေမဲ့ဒီစစ်မြေပြင်မှာအောင်မြင်ခဲ့ပါတယ်တနည်းနည်းပါးကြာလာတဲ့အချိန်မှာတော့ဒီအရာတွေကပျောက်ရှင်းမလားပျောက်တော့ပါတယ် cash data ကိုရေရှည်ထိန်းချုပ်ဖို့ဆိုရင်ယူကရိန်းမှာလိုအပ်ချက်တွေရှိပါသေးတယ်ဒါပေမဲ့ အရင်အစီအနေအတိုင်းဆိုရင်တော့ထိရှုံထားနိုင်ဦးမှာပါယူကရိန်းရဲ့ပြည်တွင်းပြဿနာတွေနဲ့ပြင်ပကပြဿနာတွေကြောင့် gas data ကိုလက်လွှတ်ခဲ့ရတယ်ဆိုပြီးတော့မှပြောကြပါတယ်ဒီတော့ပြည်တွင်းပြဿနာအကြောင်းကိုအရင်ကျွန်တော်တို့ကြည့်အောင်ပါ gas တွေစတင်လိုက်တဲ့အချိန်ကစပြီးတော့မှယူကရိန်းစစ်တပ်ကသူတို့ရဲ့နေမြေအသစ်တွေကိုမကောက်ခွေနိုင်ခဲ့ပါဘူးထိုးစင်းမှာပဲဒီအရှင်ကောင်းကောင်းနဲ့နိုင်ခဲ့တာပါသိမ့်ပိုက်ထားတဲ့နေမြေတွေကိုကောက်ခွေရမယ့်အပိုင်းမှာတော့ယူကရိန်းကအားနေခဲ့ပါတယ်အဓိကအနေနဲ့ဆိုရင်တိုက်ခိုက်နေရတဲ့တပ်ဖွဲ့တွေကိုကောက်ခွေရမယ့်အပိုင်းမှာပါ ယူကရိန်းစစ်ပွဲမှာအယိုးရှင်းဆုံးအကာအကွယ်ဆိုရင် drone အနေနဲ့အတွက်အမိုးတွေတက်တဲ့ကိစ္စပါ။ gas ကြေးသားမှာရှိတဲ့ယူကရိန်းစစ်သုံးရှင်တွေမှာဒီလိုအကာအကွယ်တွေမှာပါတလောက်ပါပဲ။ယူကရိန်းစစ်တဲ့အကြီးကြီးတွေကလည်းဒါကိုလုံဖို့အတွက်ပြတ်ကွက်ခဲ့ပါတယ်။ဒီအမိုးတွေဆိုတာကဈေးလည်းမကြည့်သလိုယိုလည်းယိုရှင်းပါတယ်။ယူကရိန်းစစ်သားတယောက်ကတော့သူတို့အနေနဲ့ဒါကိုဒီအရှိန်အနေတည်ငြိမ်နေတဲ့စက်တင်ဘာဒါမှမဟုတ်အောက်တိုဘာမှာကလေးကလုတ်ခေးတင်းတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်ပြီးတဲ့နောက်မှာဆိုရင်ယူကရိန်းမှာလူအင်အားပြဿနာကဆိုးရွားလာပါတယ်။ 2023တန်ပြန်ထိုးစင်းမှာမအောင်မြင်ခဲ့တဲ့နောက်တော့ယူကရိန်းရဲ့လူငင်အားပြဿနာကဆလာပါတယ်အစိုးရကလည်းဒီစစ်သားအသစ်စုဆောင်ရေးအတွက်ခဏခဏကြမ်းကြခဲ့တဲ့အတွက်မိလောက်ရလီပန်တလူကိုဖြစ်တော့ပါတယ်သမရဆလင်စကီကအသက်25နှစ်အောက်ကလူငင်တွေကိုစစ်ထင်းမပိုးကျင်တဲ့သူပါဒီလူငင်တွေကစစ်ပွေးထက်ဒီစစ်ပီးချိန်နိုင်ငံထူထောင်ရေးမှာအရေးပါမယ်လို့ယူဆခဲ့တဲ့အတွက်ပါတကယ်လည်းအရေးပါလာကြမှာပါကဲစစ်ပွေးကသာပြီးတော့ခဲ့ပြီမယ်ယူကရိန်းကဒီစစ်မြေပြင်မှာအင်အားအများကြီးနဲ့တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး ယူကရိန်းအင်အားကဒီ12000လောက်ပဲကက်စီမြေပြင်မှာရှိခဲ့တာပါရုရှားကဒီဒေတာအတွဲဆိုပြီးတော့မှအင်အား9000သုံးထားတယ်လို့မြောက်ကိုရီးယားရဲ့အင်အား1000ကျော်လည်းပါပါတယ်ဒါတွေကိုယူကရိန်းကလူအင်အားနေနေနဲ့9000ကျော်လောက်ရင်ဆိုင်ခဲ့တာပါလူအင်အားနေတာကြောင့်ပဲစတူရဲမိုင်900ကျော်ပဲတင်နိုင်ခဲ့တာပါလူအင်အားပြဿနာမရှိရင်တော့ဒီထက်ကိုပို့ပြီးတော့မှတင်ပိုင်နိုင်ခြေရှိပါတယ်အပြင်ပိုင်းပြဿနာမှာတော့နိုင်ငံခြားထောက်ပံ့မှုတွေနဲ့သက်ဆိုင်ပါတယ်ကက်စီပွေးအစောပိုင်းကာလမှာယူကရိန်းကဒီသူတို့ရဲ့လက်နက်တွေကိုပဲအများဆုံးသုံးခဲ့ရတာပါ နောက်ပိုင်းမှာကဒီအနောက်နိုင်ငံတွေရဲ့လက်နက်တွေကပါလာခဲ့တာပါနောက်ပြီးတော့မှဒီခေယံပြည်ထနာကလည်းကိစ္စတခုပါပဲရုရှားဘက်ကတရက်ကိုအမြောက်အကျိန်ကြီးတရပြည့်ရင်တော့မှယူကရိန်းကအကျိန်20လောက်ပဲပြင်နိုင်ခဲ့တာပါဒီအနောက်အစုရဲ့ခေယံထောက်ပံ့မှုကပြတ်တောက်တော့ခဲ့မယ်ဆိုရဲအခြေအနေတွေက cash to zip အစားမှာကလေးကအရှုံးပေါ်နေမှာပါ starling ကလည်း cash data ထိုးစေးမှာမပါပါဘူးယူကရိန်းက american အကူအညီနဲ့ starling တွေကိုစစ်ပွဲမှာတုံးပါတယ် cash data မှာတော့တုံးခွင့်မရပါဘူးဒါကကိစ္စကြီးတော့မဟုတ်ဖြစ်ပါဘူး အဓိကကိစ္စကဘာလဲဆိုတော့ဒီ American ရဲ့ထောင်လင်းရေးအဆက်လက်ပါသမ္မတ Trump ဘက်ကထောင်လင်းရေးအဆက်လက်တွေကိုမလာဆန်ပိုင်းမှာ Ukraine ကိုမပေးတော့ပါဘူးရုရှားစစ်တပ်ရဲ့လှုပ်ရှားမှုအကြောင်းကိုမသိရတော့တဲ့အတွက် cash data ကနေစုခေါ်ခဲ့ရတယ်ဆိုပြီးတော့မှ Ukraine လိုလားတဲ့သူတွေကပြောကြပါတယ်တစ်ဖက်မှာကြည့်ရင်တော့ Ukraine ရဲ့ထောင်လင်းရေးအင်အားလည်းမသေးပါဘူးဒါကြောင့်ဝါရင်စီးလေးလာတော့တဲ့ဒီအချက်ကိုသဘောမတူပြပါဘူး။သူတို့ရဲ့အယူအဆမှာတော့ cash data မှာစုခေါ်ခဲ့ရတာကစိမိမြန်အစီအနေထောက်ပံ့ရေးပြဿနာနဲ့ မြက်ကိုရီးယားရဲ့ဒီအဆက်မပြတ်တိုက်ခိုက်မှုတွေအကြောင်းလို့ယူဆကြပါတယ်။ Michael Kaufman ဆိုတဲ့ဒီဝါရင်စီးရဲသူတွေဒီကဒီအချက်တွေ ਨੇ ယူဆတာပါ။ဒီတော့ကက်စစ်မြေပြင်ကနှစ်ဖက်ဆုံဆုံခဲ့ရတာတွေကိုကျွန်တော်တို့ဆက်ကြည့်ကြရအောင်ပါ။ကက်စစ်ပွဲမှာအနိုင်ရှုံးကိုခွဲခြားဖို့ဆိုရင်ထိခိုက်ဆုံးရှုံးရတာကိုလည်းကျွန်တော်တို့စဉ်းစားရမှာပါ။ဒီကြတဲ့ထိခိုက်မှုတွေကိုတော့စစ်ပွဲမှာတီးရဖို့မလိုပါဘူး။အစိုးရတိုင်းကသူတို့ရဲ့ထိခိုက်မှုတွေကိုကိုမဖော်ကြပါဘူး။ပွင့်လင်းတဲ့ထောင်လင်းရေးအစီအရေခန်းစာတွေကိုပဲအားကိုးကြရပါတယ်။ဒါတွေတော့မှမှန်ကန်ဖို့ကမလိုနိုင်ပါဘူး။ ယူကရိန်းစစ်ပွဲကထိခိုက်မှုတွေကို S လူမှုကွန်ရက်မှာမှတ်တမ်းတင်နေတဲ့နာစီယိုအကောင့်မှာတော့ကက်စ်ဒီတာကနှစ်ဖက်ထိခိုက်မှုတွေကိုတင်ပြထားပါတယ်။မဲလာစစ်ကွန်ရဲ့နေက post မှာတော့တင်ကားနဲ့တန်ချက်ကရင်ထိခိုက်မှုတွေကိုတင်ပြထားပါတယ်။ဒီထိခိုက်မှုတွေကကက်စ်ဒီတာတခုထဲမှာဖြစ်ခဲ့တာပါ။ယူကရိန်းဘက်ကတင်ကားနဲ့တန်ချက်ကရင်ဒီ686ဆင်းဆုံးရှုံးခဲ့ပြီးတော့မှရုရှားကအစင်းရေ920လောက်ဆုံးရှုံးခဲ့ရပါတယ်။နှစ်ဖက်ထိခိုက်တဲ့ပမာဏကသိပြီးတော့မှမကော့ပါဘူး။ ဒီပမာဏက student mind 900ကိုတင်ပိုက်ဖို့နဲ့ထိန်းချုပ်ဖို့အတွက်ကုန်ခဲ့တဲ့ပမာဏပါရုရှားဘက်ကတင်ကဆုံးရှုံးမှုအများဆုံးဖြစ်ပြီးတော့မှယူကရိန်းကတော့တန်ကြပ်ကရင်တွေပို့ပြီးဆုံးရှုံးခဲ့တာကိုတွေ့ရပါတယ်ဒါကလည်း cash မှာယူကရိန်းကတင်ကားတွေကိုအသုံးနေခဲ့တဲ့အတွက်ပါယူကရိန်းကဒီဒေသမှာတင်ကား90 90လောက်ဆုံးရှုံးလိုက်ရပါတယ်ရုရှားကတော့ရှောက်ဆေးရှောက်ဆင်းဝင်ကျင်ပါပဲကျန်တဲ့ပမာဏကတော့တန်ကြပ်ကရင်တွေနဲ့စစ်သုံးရင်တွေပါလူအားဆုံးရှုံးမှုကိုတော့နှစ်ဖက်စကားတွေကိုပဲကျွန်တော်တို့ကြည့်ရပါတယ် ရုရှားက cash ဒေတာမှာလူ9000ကျော်နဲ့မြောက်ကိုရီးယားကထောင်ထဲရှိထိခိုက်သေဆုံးတာတွေရှိတယ်ဆိုပြီးတော့မှယူကရိန်းဘက်ကပြောပါတယ်။ယူကရိန်းရဲ့ထိခိုက်သေဆုံးတဲ့အခြေအတွက်ကလည်းထောင်ထဲရှိပါပဲ။ cash to zip မှာရုရှားနဲ့ရှင်ရတော့ယူကရိန်းရဲ့ထိခိုက်မှုကနေပါသေးတယ်။ဒါပေမဲ့လူအင်အားပြဿနာတွေရှိနေတဲ့ယူကရိန်းအတွက်ဒီဆုံးရှုံးမှုကကြီးပါတယ်။တင်ကားတွေဆိုရင်ယူကရိန်းမှာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်အစင်းရေတထောင်ဝန်းကျင်ပဲကျန်ပါတော့တယ်။ယူကရိန်းရဲ့ cash to zip ကြောင့်ရုရှားဘက်မှာလူသေးစုဆောင်းနိုင်တဲ့အင်အားတွေပိုများလာခဲ့ပါတယ်။ ထိခိုက်မှုကယူကရိန်းအတွက်နေပေမဲ့ gas တွေသားမှဆုံရှုံခဲ့တာကတော့အသေးကြပါပဲအထိခိုက်နေတိုင်းအနိုင်ရမယ်ဆိုရင် American နဲ့ BNS ပွဲမှာပြေးခဲ့ရမှာမဟုတ်ပါဘူး gas မျက်နှာကိုဖွင့်လိုက်တာဟာယူကရိန်းအတွက်အမှားကြီးတစ်ခုပါဒီတော့ဘာလို့မှားယွင်းတော်ခဲ့တာလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်ပါ gas တွေသားကအင်အားတွေနဲ့ dwelling စစ်မျက်နှာမှာယူကရိန်းကကောင်းကောင်းခုခံလို့ရပါတယ်ဒီလိုမခုခံခဲ့တဲ့အတွက်2014ဇူလိုင်လအစောပိုင်းမှာဆိုရင်ရှစ်ဆေးရမျိုးအနီတဝိုက်ကိုဆုံးရှုံးလိုက်ရပါတယ်ဒီမျိုးကဒွန်းညက်စင်းမျက်နှာမှာအရေးပါတဲ့မျိုးပါ မြို့တစ်ခုလုံးကိုဆုံရှုံလိုက်ရတာမဟုတ်ပေမဲ့မြို့ကိုကာရန်ထားတဲ့အရှေ့ဘက်ဒေသတွေကိုဆုံရှုံလိုက်ရတာပါ၂014ဒီဇင်ဘာမှာတော့ဒီရှစ်ဆေးရမှာနှစ်ဖက်လှုပ်ရှားမှုတွေပြင်းထန်လာပါတယ်2015ဇန်နဝါရီမှာတော့ရှစ်ဆေးရမြို့အနီးအနာတီကိုရုရှားတွေရောက်လာခဲ့ပါတယ်ဒီဇန်နဝါရီ29ရက်မှာတော့ရုရှားကသိမ်းပိုက်လိုက်ပြီးဆိုပြီးတော့မှသမော့စကိုတိုင်းမှာတည်င်းတက်လာပါတယ်ဒါပေမဲ့ဒီမျိုးကိုလက်မလွတ်ရဖို့အတွက်ယူကရိန်းကအခုအချိန်ထိခုခံနေရတော့ပါ2014ဖေဖော်ဝါရီမှာဆိုရင် ရှစ်ဆရာရဲ့ဒီအရှိတောင်ပဲမိုင်900ကျော်အကွာမှာရှိတဲ့အက်ဒီကာမြို့ကိုရုရှားတွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီမြို့ကဒွန်နက်စ်မြို့နဲ့နီးနီးလေးပါ။ဒွန်နက်စ်ကိုပြန်ရဖို့အတွက်အရေးပါတဲ့နေရာကိုယူကရိန်းကဆုံးရှုံးခဲ့တာပါ။ဒွန်နက်စ်မျက်နှာကဒီအရေးကြီးနေတဲ့အချိန်မှာကက်စထိုစစ်ကိုလုံလိုက်တာကမှားယွင်းတဲ့ဆုံးဖြတ်မှုလို့ပြောလို့ရပါတယ်။ဒီဆုံးဖြတ်မှုအောင်မြင်တော့တာကကန်ကောင်းထောက်မခဲ့လို့ပါ။အခုတော့ဒီကန်ကောင်းမှုတွေကပျောက်တော့ပါပြီ။ရုရှားသိမ်းပိုက်ခဲ့တဲ့အက်ဒီကာပြီးရင်ဒွန်နက်စ်အတွက်အရေးပါတဲ့ဒီ ရှစ်ဆေးရကိုတိတိလေးပဲထိရှုံနိုင်တော့တဲ့အချိန်မှာ gas data ကိုပါ Ukraine ကလွတ်လွတ်လပ်ရပါတယ်ဒါပေမဲ့ Ukraine က gas data ရဲ့ဆုံးရှုံးမှုကနေအဖက်စီလို့ရပါသေးတယ်ရုရှားကဒီလက်ရှိ gas data ကထိုးစစ်မှာအင်အား6000ကနေ9000အထိတုံထားတယ်ဆိုပြီးတော့မှ Ukraine ကကွေရေးအကြံပေးဟောင်းဖြစ်တဲ့ Sahe Kusen ကပြောပါတယ်သူနဲ့ဒီ Telegram သတင်းဌာနရဲ့အင်တာဗျူးမှာဆိုရင်ရုရှားရဲ့ဒီတက်တွေကဒွန်းညက်စေးမျက်နှာမှာတိုက်ခိုက်လို့ရနိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဒီနေရာမှာမတိုက်ပဲ cash မှာအသုံးပြုခဲ့ပါတယ်ဒီလိုအသုံးပြုခဲ့တဲ့အတွက် ရုရှားရဲ့ထိုးစေးနဲ့ရင်ဆိုင်နေရတဲ့ Donetsk ဒေသကပိုကရိုစစ်မြေပြင်မှာယူကရိန်းအတွက်အသာစီးရရှိနိုင်တယ်လို့ပြောပါတယ်။ပိုကရိုစစ်မြေပြင်ကတော့အစောကပြောခဲ့တဲ့ဒီရှစ်ဆေးရရဲ့အနောက်တောင်ဘက်58မိုင်အကွာမှာရှိပါတယ်။ဒီမြို့နှစ်ခုကရုရှားထိတ်ရှုပ်ထားတဲ့ Donetsk မြို့ကိုပြန်အရယူဖို့အတွက်ဆိုရင်အရေးပါတဲ့ခံတော့တွေပါ။ရှစ်ဆေးရကိုလုံးဝမသိမ်းနိုင်သေးတာကလည်း Gas ဒေသကိုရုရှားဘက်ကအာယုံပိုစိုက်ထားနေတဲ့အတွက်ပါ။လက်ရှိမှာတော့ဒီ Gas ဒေသထက်ဒီနေရာတွေမှာယူကရိန်းဘက်ကအသာစီးရနေပါတယ်။ ရှင်းစရာမှာယူကရိန်းဘက်ကအသာမရပြီမဲ့မရှုံသေးတဲ့အနေထားပါရုရှားဘက်ကထိုးစစ်တွေကိုကောက်ခွေနိုင်တဲ့အပြင်တင်ပြင်းထိုးစစ်မှာလည်းယူကရိန်းဘက်ကအနိုင်ရနေပါတယ်ဇာပရီရှာနဲ့ဒီခါရဆွန်ဒေသတွေကစစ်မြေပြင်တွေမှာလည်းယူကရိန်းဘက်ကအသာစီးရနေပါတယ်ကက်ချ်ဒေသမှာစစ်ရှုံးခဲ့ပြီမဲ့ယူကရိန်းကသူ့နိုင်ငံတွေမှာတော့အသာရနေတော့ပါကက်ချ်ဒေသမှာစစ်ရှုံးခဲ့ပြီမဲ့ယူကရိန်းကသူ့နိုင်ငံတွေမှာတော့အသာရနေတော့ပါဇလင်စကီရဲ့ကက်ချ်ဒေသထိုးစစ်ကိုမြင်တဲ့အမြင်ကတော့ကက်ချ်ဒေသနဲ့ရုရှားသိမ်းပိုက်ထားတဲ့နေမြေတွေကိုအလေးအထက်လုပ်မယ် ဒါမှမဟုတ်ညှိနှိုင်းရေးမှာအသုံးပြုမယ်။ဈာခံနေမြေအတွက် cash data ကိုသုံးမယ်ဆိုတဲ့အမြင်တွေပါ။ဇလန်စကီပြောခဲ့တာကတော့ cash data ကိုထိန်းချုပ်ထားတာကဆူမီမျိုးကိုထိုးစစ်လုလာနိုင်တဲ့ရုရှားကိုကျူတင်တားဆီးဖို့အတွက်နဲ့ဈာခံနေမြေကိုယူကရိန်းပိုင်တဲ့ထိကနေမလုံးနိုင်အောင်အတွက်ဆိုပြီးတော့ပါဒီအမြင်တွေကအခုတော့ပျောက်သွားတော့ပါပြီ။ဒီတော့ဘသူရှုံးခဲ့တာလဲဆိုတာကျွန်တော်တို့ကြည့်ကြရအောင်ပါ။ cash data စစ်ပွဲကအစောပိုင်းကာလတွေမှာဆိုရင်ယူကရိန်းအတွက်ရောအနောက်နိုင်ငံတွေအတွက်ပါစိတ်အားတက်စရာဖြစ်ခဲ့ပါတယ်။ ူကရိန်းရဲ့2020နှစ်တံမြင်ထိုးစစ်အပြီးမှာရခဲ့တဲ့စိတ်အားတက်မှုလို့လည်းပြောလို့ရပါတယ်။ယူကရိန်းကိုလက်နက်တွေဆက်ပြီးထောက်ပံ့မယ်ဆိုရင်ယူကရိန်းကအောင်ပွဲတွေယူလာပေးနိုင်တယ်ဆိုပြီးတော့မှ cash to zip နဲ့တတိပြခဲ့ပါတယ်။ဒါပေမဲ့ cash to zip အောင်ပွဲကြောင့်လက်နက်တွေပို့မရပါဘူး။ cash to zip ဖြစ်ခဲ့တဲ့2020လေးဆိုတာဟာယူကရိန်းတွေအတွက်တော့ပျော်စရာနှစ်လို့ပြောလို့ရပါတယ်။2023မှာဆိုရင်ယူကရိန်းရဲ့တံမြင်ထိုးစစ်ကမအောင်မြင်ခဲ့သလိုရုရှားကလည်းခရာဂိတ်ဒေသမှာစစ်မျက်နှာအသေးဖွင့်ခဲ့ပါတယ်။ ဒါတွေနဲ့မဟုတ်သေးပဲဒီယူကရိန်းနိုင်ငံတွင်းကိုခဏခဏလေကြောင်းနဲ့တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။၂024 gas to sea ကဒီအရာတွေကိုရောလာစေပါတယ်။ယူကရိန်းပြည်သူတွေကလည်း gas အောင်ပွဲကြောင့်အပျော်ကြီးပျော်ကြရပါတယ်။ဒါပေမဲ့2025မှာတော့အရာအလုံးကပြောင်းပြန်ဖြစ်လာပါတယ်။လက်ရှိမှာဆိုရင်ယူကရိန်းက gas data မှာရှုံးနေနေပါပြီ။ဒါပေမဲ့ဒီရှုံးနေမှုကယူကရိန်းအတွက်အဖက်စင်မရတော့တဲ့အရာတော့မဖြစ်နိုင်ပါဘူး။နောက်ပြီးတော့မှ gas data ကိုလက်လွှတ်လိုက်တာက American နဲ့လည်းတက်ဆိုင်နေပါတယ်။ ထရိုင်ကရုရှားနိုင်ငံတွေကိုဝင်တိုက်နေတဲ့အခြေအနေမျိုးကိုသဘောမချနိုင်ပါဘူး။အဲ့ဒီဇာတိရုရှားသိမ်းပိုက်ထားတဲ့နေမျိုးတွေမှာပိုတိုက်ခိုက်ဖို့ကိုပဲစိတ်ဝင်စားမှာပါ။အပြစ်ရရကလည်းအကန့်အသတ်နဲ့ပဲရှိနေပါတယ်။မြေပြင်ထိုးစစ်တွေကိုရတန်းဖို့အတွက်ရုရှားဘက်ကသဘောမတူခဲ့တဲ့အတွက်ပါ။အနောက်စုဘက်ကတော့အပြစ်ရရကိုလက်ခံစေချင်ပါတယ်။ယူကရိန်းဘက်ကလက်ခံပြီဆိုပေမဲ့ရုရှားဘက်ကဘူခောက်အောင်ညှင်းနေတော့ပါပဲ။အပြစ်ရရနဲ့ဒီငင်းချင်းရေးဆွေးနွေးမှုအတွက်ထရိုင်ကရုရှားဘက်ကိုပိုနာနာနင်းတယ်လို့ပြောနိုင်ပေမဲ့လက်တွေ့မှာတော့ရုရှားဘက်ကဒီအရာတွေကနေ အသာစီးမရတာပေါ့အပြည့်ရဲ့ရေးကိုသဘောတူမယ်ဆိုရင်ယူကရိန်းစီကိုအနာအုပ်စုကဒီကာလအတွင်းမှာလက်နက်ခင်းရံတွေပို့ထောက်ပံ့မှာပါရုရှားဘက်ကသဘောမတူခင်ရင်လည်းဒါကဖြစ်နေမှာပါဒီတော့ဘာပဲရွေရွေအပြည့်ရဲ့ရင်းနဲ့ဆိုရင်ရုရှားဘက်ကနေနာပါတယ်ရုရှားဘက်ကအပြည့်ရဲ့ရေးဆိုတာထက်ငြိမ်းချမ်းရေးဆွေးနွေးမှုစီကိုတင်ပြီးတော့မှတောချင်ပါတယ်ဒီလိုတော့မှလည်းရုရှားကအသာစီးနဲ့အနိုင်ရမှာပါအနာအုပ်စုနဲ့ယူကရိန်းဘက်ကတော့ဒီလိုတင်ပြီးမတောချင်ပါဘူးဒါကြောင့်အပြည့်ရဲ့ရေးကိုရုရှားဘက်ကအကန့်အသတ်နဲ့ပဲသဘောတူထားပါတယ် ီကာလအတွင်းမှာရုရှားကနေမျိုးတွေကိုပို့ပြီးတင်ပိုက်ရှင်တဲ့အတွက်ထိုးစစ်တွေလုပ်နေပါတယ်။ဒါမှလည်းငင်းချင်းရေးဆွေးနွေးပွဲမှာယူကရိန်းကိုကောင်းကောင်းဖိအားပေးနိုင်ပါမှာ။ရုရှားရဲ့ထိုးစစ်တွေကြောင့်အပြေးရရေးကပြပြင်းစုံတဲ့အပြေးရရေးစီကိုတက်လှမ်းဖို့အတွက်ခင်းရန်သွားနေပါတယ်။ကက်ရှ်ဒေတာစီမံပေမှာယူကရိန်းရှုံးခဲ့ပေမဲ့လုံးဝအပြေးရရေးမဖြစ်ခဲ့တာကယူကရိန်းအတွက်အနိုင်တစ်ခုပါ။အလွေပြောရရင်တော့မြင်ရနိုင်တဲ့ကိစ္စမှာရုရှားကနိုင်နေပြီးတော့မှမမြင်နိုင်တဲ့အပိုင်းမှာတော့ယူကရိန်းဘက်ကအသာစီရနေပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမင်းဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ကြပါဦး။နောက်ထပ်ဒီမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်ပါမို့။စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ချက်မှာပါနဲ့ပြန်တွေ့ကြရအောင်ပါ။